မြန်မာနဝချင်းတဲ့ကိုအစစ်တဆိုင်အားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမေယဇလန်းကောင်းလေးတို့ကိုနေစီရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာနောင်ရွဆေးရေးသားထားတဲ့အယူသူတော်နဲ့နတ်ဖွတ်တဲ့အိမ်ဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။နတ်ဖွတ်တယ်ဆိုတာကိုအားလုံးကြားဖို့ကြမယ်ထင်ပါတယ်။ရှေ့ကလူကြီးတွေကပြောတတ်ကြတယ်လေ။ ညနေဘက်ကြီးညဘက်ကြီးမှာပုံအောင်တာမျိုးမလုပ်ရဘူး။နောက်ဖွက်တက်တယ်လို့ဘာလို့ပြောဆိုတက်ကြတယ်မဟုတ်လား။ဒီအပြင်ရှီပြူအလူမှရှင်လောင်းကိုအပြော်တော့ဖွက်ကြရင်နတ်ကထပ်ပြီးဖွက်သွားလို့ပွဲပေးပြီးတော့တောင်းဝင်ရတာတွေ။တချို့ကြတော့ရှင်လောင်းငယ်ကိုအသက်မပါတော့မှပြတ်တွေ့ရတာတွေလေ။ရှင်းလူကြီးတွေပြောကြတော့ကြားခဲ့ကြဘူးမှာပါ။အခုကတော့ဗျာတကယ်ကိုထူးထူးဆန်းဆန်းအိမ်တလုံးလုံးအပြင်မိသားစုကြီးတစုလုံးကိုပါနတ်ဖွက်သွားတာဗျ။ပြောမယုံကြုံမှုမှတည်တဲ့ ကျုပ်ကတော့မြဝါထင်နေကြီးကြုံခဲ့ရသူမို့ခမရတို့စီကိုပြန်လဲပြီးတော့ဖောက်တယ်ချပြောပြချင်တယ်။ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ရွာ ကျုပ်တို့ရဲ့ဗာကြီးနေတဲ့ချောင်းမကြီးရွာမှာဖြစ်ခဲ့တာ။ကျုပ်ကလည်းဗာကြီးစီမှာအလုံးလုံးရင်အဲ့ဒီရွာမှာနေခဲ့တဲ့အချိန်ပေါ့။အဖြစ်ပြက်ကတော့ဒီလိုရဲ့ဗျ။ချောင်းမကြီးရွာဆိုတာမြို့ပလာလဲရကိုင်းကျုံအလုပ်ကိုပဲလုပ်ကြတဲ့ရွာကြီးတူပါ။ရွာနဘေးမှာချောင်းငယ်ဆိုတဲ့ချောင်းတစ်ခုကစစ်စစ်လီတော့လဲလို့ရလို့စပ်ပြိုးရေးအတွက်တကယ်ကိုအားကိုအားထားဖြစ်ရပြီ။ တင်းနံတွေလည်းဖြစ်ထွန်းကြတယ်။အဲ့ဒီလိုကိုင်းကျွန်းလေယာကိုလောက်ကိုင်းတဲ့ရွာထဲမှာမှကျုပ်ပါကြီးမောင်တွေးဆိုတာအတိုင်ဝိုင်းထဲမှာတမိပေါက်တယောက်ထုံပြီးတားတက်တိုင်အလုပ်ကိုလောက်ကိုင်းကြတယ်။ဒီလိုလုပ်တယ်ဆိုတာလည်းဆက်ဆက်မှုရတော့ဗာကြီးခန့်အသက်15နှစ်လောက်ကားတဲ့မိမဖြစ်သူမခင်လာရဲ့အမျိုးတွေစီရနေတစ်ဆင်ဆက်ဆက်သွားတယ်လို့လည်းသိရတယ်။ဗာကြီးကလည်းမီယိုပလာစပြိုးရေးအလုပ်ကိုလောက်တော့မိသားစုနလက်မထုပဲတားတက်အလုပ်ကိုလောက်ကိုင်းမှာမှ 73ရောက်ရှိတဲ့သူတို့မိသားစုရဲ့ဝင်ငွေကအရန်ကိုကောင်းပြီးတော့မှအဆင်ပြေပြေဖြစ်လာခဲ့ရတယ်တဲ့73ရောက်ရှိတယ်ဆိုတာဗာကြီးတို့မိသားစုကလင်မယား2ယောက်ရဲ့တာသမီ3ယောက်ရဲ့ဦးမ9ယောက်ရှိတာကျန်တာမခင်လာဘက်ကအဖေအမေနဲ့အနှွေတော်ဘုစုခရုတွေပေါ့ဘလို့ပဲဖြစ်ဖြစ်တအိမ်နဲ့အတူနေတာဆိုတော့မိသားစုပဲပေါ့လေစာအုပ်ကလည်းကြီးလိုက်တာမှတရက်ကိုအိုကြီးအိုးငယ်အတဲအတဲအုံမှပြင်းနေကိုချီပြီးချရတာဆိုပဲ။ ဒီလိုဖြစ်နေတဲ့အချိန်တာတက်လုပ်ငန်းကိုလုပ်ကိုင်တဲ့မခင်လာဘက်ကအမျိုးတယောက်နဲ့ဆိုပြီးဒိုင်ခွဲအဖြစ်စတင်လုပ်ကိုင်တယ်။တနေ့လောက်ကြတော့ကိုပိုင်လိုင်စင်လျှောက်ပြီးတော့ကိုပါလုပ်ကိုင်တော့တယ်။ဗာကြီးကကြိုးစားတယ်။မခင်လာကလူရည်လဲတယ်။ဒီတော့စီပွားရေးကတဟုံတို့တိုးတက်လာတယ်။စာအုပ်ကြည့်ပေမဲ့လည်းလုပ်ငန်းအစီအပြေတော်မှမှုစရာမလိုတော့တဲ့အခြေအနေစီကိုဗာကြီးတို့ရောက်သွားခဲ့ကြတယ်။ချမ်းသာတာမျိုးမဟုတ်ပေမဲ့စီပွားရေးအဆင်ပြေပြီးမခင်လာဆိုရင်လေရွှေကလေးငွေကလေးဝယ်နိုင်လာနိုင်တာပေါ့။ ဘာကြီးကတပတ်ကိုတစ်ခါနေစုံလှဲ့ပြီးနွားဝဲစည်းတွေစီကိုလိုက်လံလှဲ့လေလို့ပွဲရောင်းနွားကိုရှောက်ဖွေတယ်။နွားကိုနွားကံမျိုးနဲ့စုံပြီးဆိုရင်နွားကိုရတဲ့လောက်စစ်ပြီးဝဲယူတယ်။တစ်ခါတလေစိုင်နွားမျိုးဝဲပြီးဆိုရင်လည်းဈေးကိုရနေတဲ့လောက်နှိမ်ပြီးမှဝဲယူတတ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့လေ။ရောင်းတဲ့သူကနှအိုနှကန်းကိုဘလို့မှခိုက်လို့မှမရတော့တာ။အသာရင်ကြီးလည်းထိုင်ကြည့်မထားနိုင်ဘူး။ဒီတော့ဘာကြီးတို့ပြောတဲ့ဈေးကိုယူပြီးတော့မှဖြစ်စလို့နွားကောင်းဝင်ဖို့ပဲရှိတော့တယ်ဗျ။ ဒီလိုလောက်ရကဘာကြီးတို့အတွက်တကယ်ကိုအထောက်ကူပဲတပတ်မှာ၃ရက်စုံရက်တွေကသူတို့နောက်ပေါ်ပြီးအသားဖြတ်ရတယ်ကျန်တဲ့မရက်တွေကတော့မူလထိုင်ရအသားဖြတ်တယ်ကျေးဇူးကကျေးဇူးစားရှိတော့ဘာကြီးတို့ကတပတ်၃ရက်ကိုမကျင်းနဲ့လဲကျင်းနဲ့ကျင်းနဲ့လဲကျင်းနဲ့သဘောတူကြရတယ်ဗျာအမှန်တော့ငွေလေးရှိပြီးအခြေလွတ်စပြုတ်လာတဲ့ဘာကြီးတို့လင်မြဒီကိစ္စအတွက်ကိုလိတ်ခဲတဲလဲနဲ့ကျင်းနဲ့ကြတယ်လို့တော့မဟုတ်ဘူးဗျမတက်တာလို့ခေါင်းကြီးထားကြရတဲ့သဘောပါပဲ။ ဒီတော့ကိုလည်းလူရည်လဲတဲ့မခင်လာနေ့စဉ်တိုင်းဘလို့ဖြည့်ရှင်းရမလဲဆိုပြီးတွေးတောနေတယ်။တရက်မှာတော့သူမအကြံရသွားတယ်။တခြားရွာကနွားခိုးသမားတယောက်ကိုငွေပေးပြီးတော့တစ်ဖက်တောင်ကိုသွားရောက်ခလိုက်တယ်။ပြီးတော့တစ်ဖက်လည်းနဲ့နွားရှင်ကိုသတင်းပေးပြီးတိုင်တော်စေတယ်။သူမရဲ့အကြံစီကအောင်မြင်သွားတယ်။ခွန်းနွားကိုအသာဖြတ်မိရဲ့တစ်ဖက်တိုင်ကလိုင်းစင်အသိခံရပါအောင်။နေ့တိုင်းရှိတာမှဒီတိုင်းကလိုင်းစင်သိမ်းခံရပြီဆိုတော့တနေ့လုံးမှာဘာကြီးရဲ့ထားတဲ့တိုင်းပဲရှိတော့တယ်လေ။ သူသားလေးမင်းမလေးပြီပေါ့တပတ်ခုနှစ်ရက်ကိုခုနှစ်ရက်လောက်အသားဖြတ်တယ်။ဘာကြီးတယောက်တည်းအဝဲရောအဖြတ်ကောမနိုင်တော့လို့လူငါထားပြီးတော့ကိုအသားဖြတ်ကြတယ်။ကျုပ်ကလည်းအသားဖြတ်သူအဖြစ်ဝင်ရလောက်ကန်ဖြစ်ခဲ့တယ်။ဘာကြီးကတော့အဝဲဘက်ကိုပဲအာယုံဆိုင်ပြီးလှုပ်ဆောင်တယ်ဗျ။သူတို့တထိုင်နေဆိုတော့ရသလောက်ကိုဖိနေဝဲတာထက်တိတိတတကိုချိုးနေဖိဖမ်းပြီးဝဲတော့တာပဲ။ဒီလိုနဲ့ပဲသူတို့ရဲ့စီးပွားရေးကလာပိုင်းအတွင်းကိုတိတိတတနဲ့တရှိန်တို့တိုးတက်လာခဲ့တယ်။ တခုသောရက်မှာတော့နွားဝယ်ရပြန်လာတဲ့ဘာကြီးကိုမခင်လာတားမြင်လာတယ်။ကိုမောင်တွေးတော်နွားဝယ်ရတာကောအဆင်ပြေရဲ့လား။ဒီရက်ထဲနွားရနည်းလာတယ်နော်။တော်ကြာအဝယ်မရတော့လို့ကျုပ်တို့တိုင်ပြုတ်နေုံပဲ။မခင်လာရဲ့အမေကိုကျုပ်ရဲ့ဘာကြီးကတက်ပြင်းချတယ်ကော။အဝယ်ရတော့တိတ်မကောင်းတော့ဘူးဟ။ငါတို့ကဈေးနေလုံးလုံးကနန်းနယ်ဘက်ကဒိုင်းနေစီကိုအပင်မခံဈေးအကုန်ခံနွားဆဲပြီးတော့တွားရောက်ကြတာမျိုးတွေရှိလာတယ်။ ဟုတ်တော့အဲ့ဒီလောက်တောင်ဖြစ်ပြီလားအေးပေါ့ဟာဒီတစ်ဖက်ဆိုရင်သုံးကောင်ရောက်ဖို့တောင်မှအသေးတယ်ပြောဝင်လာရတာဒါဖြစ်လေတော့ဇီးတော့တုံးမပေးနိုင်ဘူးတော်တောင်ချုံမဲ့ဒီဆင်းဝဲချေတော့อืมငါလည်းအဲ့တော့ကိုပဲစဉ်းစားနေတာဒါပေမဲ့ခီးစည်းထောင်းမလားလို့ခီးစည်းထောင်းတာနွားနှကောင်လောက်ရရင်ကို ကပါတယ်အဲ့ဒီဘက်ကိုသာဆင်းဝဲချေတော့အေးပါကွာအေးပါ ။ဘာကြီးကမခင်လာရဲ့စကားအတိုင်းတောင်ချိုအထိနွားဆင်းဝဲတယ်။တောင်ချိုဘက်ကတားတဲ့တိုင်မရှိတော့အဆင်ပြေတယ်။မခင်လာပြောသလိုပဲနွားရတော့ဈေးလေကမိတယ်။တင်းရမှာတော့မခင်လာရဲ့နွားမြင်ရင်ငွေပဲလို့မြင်လာတက်တက်မျက်စိကနှရကြော်တဲ့ရွာအလူကနေပြလာ။မထိပါသေးနဲ့နွားတကောင်ကိုမြင်မိလာတယ်။အဲ့ဒီရွာကရွာတော်ရှင်ကိုဆက်တာထားတဲ့နွားတဲ့။ရွာတော်ရှင်နဲ့နဲ့အနားမှာပဲနေပြီးတော့ ဲ့ဒီနားမှာပဲကျောင်းသူမဲ့ပြီးပေါ်များလာတဲ့အစာတွေကိုလွတ်လွတ်လပ်လပ်စားရတဲ့နွားဆိုတော့နွားကြီးကအုံလို့ပြီးစုပြီးမဲ့ဝါဖီးနေရပဲဒီနွားကိုမခင်လားမျက်စိကျလာပြီဘာကြီးနွားအဝယ်ကပြရလာမှအကျိုးအကြောင်းပြောပြလို့သူမရဲ့အကျင့်စီကိုတားမြင်တယ်ဖြစ်ပါမလားခင်လားရဲ့မခင်လားရဲ့အကျင့်စီကိုဘာကြီးကဘဝင်မကြပဲရေကျော့လိုက်မိတယ်အိုးမဖြစ်စရာဘာအကြောင်းရှိလို့တော့ဘေးမဲ့ပေးထားတဲ့နွားပဲ ဟိုတခါတော့လို့ပဲနွားခိုးတယောက်ကိုငွေပေးပြီးတော့အခိုးခန့်ရမှာပါ။နန်းနဲ့နကမဆော်ကားရဘူးတဲ့ခင်လိုက်ရ။အိုးတော်နတ်ကိုကျောက်ကဘာလုပ်နေတော့တုံးတော့။အဲ့ဒါကရွာတော်ရှင်ကိုစက်တာထားတဲ့နွားဟာ။ဩတော်ပဲစဉ်းစားကြည့်လေ။ရွာတော်ရှင်ကိုနွားစက်တာထားတာ။အဲ့ဒီနွားကိုရွာတော်ရှင်စီကပြန်စွန့်ရမှာပေါ့။ပြန်စွန့်ရင်ဟုတ်တယ်လေ။ပြန်စွန့်ရင်ရတယ်။နွားကြီးကဝါဖြိုးနေတာတော့။အသားကြီးအတော်ထွက်မှာနော်။ ဘသူ့အုံမလည်းဈေးမနေဘာမနေနဲ့အမုံမပွားပဲအဲ့ဒီလိုတကောင်ရမှာတော့အမျက်ဆိုလည်းမတရားထွက်လိုက်မဲ့ဖြစ်ချင်းဘာကြီးခမရဘာမှပြန်မပြောတတ်တော့ဘူးမိမငငငယ်မျက်နာမညိုဘူးကသာသူ့အတွက်အရေးကြီးတယ်လို့ပဲသတ်မှတ်ထားတဲ့သူမဟုတ်လားထောင်းဆိုင်အတိုင်းလွားသခိုးတယောက်ကိုငွေပေးတယ်ရွာတော်ရှင်နဲ့စီရောငွေနှစ်ချက်ကိုနွားဖို့အဖြစ်ဆက်ပြအောင်ဆက်ဖို့မှတယ်ပြီးတော့နွားကြီးရောက်လာတော့ကိုဆောင်းကြတော့တာပဲကျုပ်တို့တားပြတ်သမားတွေကိုလည်းအဖြစ်မှန်ကိုမပြောဘဲနဲ့ ညာကျမကနွားတကောင်ရောက်မဲ့အကြောင်းနဲ့အသာတန်းဖြတ်နိုင်မှုပြင်ဆင်ထားဖို့မှာထားတော့အစင်သိပြင်ထားပြီးတော့စောင့်နေကြတယ်။တကောင်ကျော်လောက်ကြတော့နွားကရောက်လာပြီ။နွားကြီးကတကယ့်ကိုဝါဖီတုတ်ခန့်နေတဲ့နွားကြီးပြ။ကျုပ်တို့ကလည်းအလုရှိရဲ့အမိတိုင်းနွားကြီးကိုချက်ချင်းထုတ်သက်ပြီးတော့အသာဖြတ်လိုက်တယ်။အသာဖြတ်လို့ပြီးတော့အသားချေကတာမန်နွားတကောင်ထက်ကိုအချိန်15လောက်ပိုထွက်လာတယ်။မခင်လားသူကိုယ်တော်ဦးစီးပြီးတော့ကျုပ်တို့ခြေစလက်နောက်တွေဖြောက်ဖြက်စီတယ်။ကျုပ်တို့အတွက်ကိုလည်းစုကြည့်စုပြီးတော့ တယောက်ကငွေ30စီပေးတယ်။မတက်ဘိုးလေးတော့အရာအားလုံးကဘာမှမဖြစ်ခဲ့သလိုပဲပုံမှန်အချိန်တိုင်းပေါ့။ညာတော့ကိစ္စမရိုးသားဘူးဆိုတာသိနေပေမဲ့ကျုပ်တို့ဘာပြောနိုင်မှာလဲ။လောအားကထက်ပိုတဲ့ငွေကြေးကိုကျုပ်တို့ရရှိထားတယ်မဟုတ်လား။ကျုပ်တို့လည်းလုံရုပ်လုံးစီအတိုင်းအသားတွေကိုဖြတ်ဝင်ကြတာပေါ့။ကျုပ်တို့အသားဖြတ်သမားတွေကဒီကနေ့အတွက်ကိုအသားဖြတ်စရာမလိုတော့ဘူးလို့မခင်လာညာကလေးကပြောထားတဲ့အတွက်တနေ့ကိုအားလက်ခွင့်ရကြတယ်လေ။ တာပေါင်းနဲ့ကိုတာတို့ကရေမွေးချိုးဖိလိမ့်ပြီးတော့ရွာထဲကိုလူပြိုလှည့်ထွက်သွားကြတယ်။ကျုပ်ကတော့သူတို့တို့လူပြိုလှည့်ဖို့ဘာဖို့စိတ်ဝင်စားတတ်သူဆိုတော့ရွာထဲခဏထွက်ကိုတထုတ်ထုတ်ပြီးတော့ကျုပ်တို့အသားဖြတ်တဲစီရကျုပ်ရဲ့အိပ်ရာစီကို ပြတ်လာပြီးကိုတရားနေရမြုပ်ပြီးတော့အိပ်ပျော်သွားခဲ့တယ်။ကျုပ်နားထဲမှာစုညာတန်တွေပွက်လို့ရိုက်နေတော်မူလန်လို့လာခဲ့တယ်။ကျုပ်ထားထိုင်ပြီးတဲ့အချိန်ကျုပ်စီကိုကိုတာအပြေးရောက်လာတယ်။ငမို့ငမို့ပြဿနာတက်ပြီကွာ။ကိုတာက အရင်မရှိအဖျားမရှိ ပြောလာတော့ကျုပ်လည်းရုတ်တရက်ကြီးနားလေရခတ်သွားတယ်။ဘာဖြစ်လာတာလဲပြကိုတာခမားဟာအဆမရှိအဆုံးမရှိမခင်လာတော့အိမ်ကြီးပြောက်သွားလို့ကဘလို့ကျုပ်ပါကြီးအိမ်ကပြောက်သွားတယ်ဘာပြောက်သွားတာလဲဘာမှမပြောက်ဘူးအိမ်ကြီးတအိမ်လုံးကလူတွေရောပြောက်ကုန်တာကဟာခမားကကျုပ်ကိုအိမ်မုံဆက်မွားနေဆိုပြီးလာနောက်နေပြန်ပြီငါမနောက်ဘူးကမေမယုံလာကြည့်ခမား ရွာထဲကလူတွေလည်းရောက်နေကြတယ်။စူညံပွက်လုံးရိုက်နေရပဲ။ကျုပ်လည်းကိုတောက်ဘာမှမပြောတော့ဘူး။ဒီလိုကျုပ်ကိုတက်တက်နောက်နေတော့လို့ထင်မိရဲ့လေ။စိတ်ထဲကလည်းထလာရင်ဒီလိုဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့အသက်ကြီးတာကောဘာကောနားမလည်ဘူးလို့ကျုပ်ကြုံဝါထားမိတယ်။ကျုပ်ဘာကြီးတို့ဝိုင်းထဲကိုဝင်လာခက်လိုက်တယ်။ဟာကျုပ်အလုံးအားအသိပြီးတော့ကိုမျက်လုံးကိုတော့မယုံလို့ပုတ်တက်ကြည့်မိတယ်။ကျုပ်မျက်လုံးမတော့မဟုတ်ဘူးရဲ့။ ဘာကြီးတို့အိမ်နေရာမှာဘာဆိုဘာမှမရှိတော့ပဲမြေကွက်လက်ထီထီကြီးပဲရှိနေတော့တယ်ဗျအုတ်ခံပြေတော်နှစ်ထပ်အိမ်ကြီးဆိုတာအလုံးထဲလိုက်ကြီးကိုမျက်လဲစရာမျက်လဲပြထားသလိုပဲပျောက်ဆုံးနေတာဒီလိုအိမ်ကြီးအလုံးထဲလိုက်ကိုရှေ့ဖို့ဆိုတော့ကလည်းမဖြစ်နိုင်တဲ့အရာလေလူတွေကလည်းပျောက်နေတယ်ဆိုတော့ကျုပ်ဖြစ်ဘလို့မကိုညံမအောင်မစင်းစားတတ်တော့ဘူးရာသူရသားတွေကတော့ဒီအဖြစ်ကိုကြည့်ပြီးအလွန်အားအသင့်ကြရင်တယောက်တစ်ပါးထင်ကျွေးတွေနဲ့စူညံပွက်လို့ရိုက်နေပါတော့လား အိန္ဒိယမျက်စိရှိနေပျောက်သွားတာဗျဒီနေ့မှကိုမောင်ရွှေတော်မိသားစုတွေလည်းပါသွားတယ်ဗျမျက်မြင်တွေ့သူတယောက်ကထပြောတယ်ကျုပ်တော်လီမျက်စိရှိတယ်မြင်ရပြီမြင်ရတဲ့သူပြောနေလို့သာကြားမိတာတကယ်ကိုအိမ်မက်မက်နေသူလို့ပဲယုံကုန်မယုံနိုင်မှု ဖြစ်နေမိတယ်ဒါပေမဲ့လည်းဗျတကယ်ဖြစ်သွားခဲ့ပြီပဲဒီကိစ္စအတွက်ကိုတော့ရွာလူကြီးသူမတွေကခေါင်းချင်းဆိုင်ရက်ကုန်ကြပြီမဟုတ်လားအဖေကိုဘယ်သူမှတိတိကျကျမပေးနိုင်ဘူး ဒီတော့လည်းဘာကြီးရင်ကြီးပြန်မော်လာမဲ့အချိန်ကိုဆောင်းဆိုင်ကြဖို့ပဲဆုံးဖြတ်ပြီးလူသူစုဖွဲ့လို့ဘာကြီးရဲ့အိမ်ဝိုင်းထဲမှာတိတ်ထိုးပြီးကိစ္စသဘောမျိုးထားရခဲ့ကြတယ်။သုံးရက်လောက်ရှိပြီဗျ။အိမ်ကြီးရောဘာကြီးတို့မိသားစုရောဆုံဆုံမြောက်အောင်ပျောက်နေတော့မယ်။လေးရမြောက်တဲ့မနက်မှာတော့ရွာအပြင်မှာမျက်ရည်နေတဲ့ကိုပေါ်လူကအယူတယောက်ကိုကျုပ်တို့ဆောက်ဆိုင်နေတဲ့ဘာကြီးရဲ့အိမ်ဝိုင်းစီကိုဆက်ဆက်မြမြကြီးခေါ်ဆောင်လာခဲ့တယ်။အယူကအိမ်ဝိုင်းနဲ့ရောက်တော့ကျေးဇူးရှိတက်တော်ကိုတားဖြတ်ရုပ်တည်းမကက နည်းနည်းငကားကိုပါသွားပြီးဆော့ကားတာကိုလို့ပြောပြီးတော့စိတ်ဆိုးဒေါသထွက်နေတယ်ဗျကျုပ်ကအယူကြီးကိုကြည့်ပြီးကိုပေါ့လူကိုမေးကြည့်တယ်ကိုပေါ့လူဘယ်ရအယူလဲဗျရွာထိပ်မှာတွေ့ခဲ့တာကမောင်တွေးတို့အိမ်ကိုသွားကြည့်နေပြောလို့ဟာဒီမှာပြဿနာတွေတက်နေအောင်ခမရကသူပြောတဲ့အတိုင်းခေါ်လာရသလားဗျ तू आ မောင်သေးတို့ငါကလာခဲ့တာလိုက်ဖို့ဖြစ်အောင်ပို့ဝေးဆိုလို့ကွာဘာလို့ကဲမှာလဲဗျာခမရကဲမဲဆိုတဲ့လူကိုလည်းကြည့်လာအောင် အဝိအစာဆုတ်ချချာဇဗီးကဘုတ်တိုက်ကောက်ကွေးနဲ့တကူသူတော်ဘာမှမသိယူနေတဲ့လူကိုပြအယူဆိုတာတမူးတာတကြတယ်ကွာပြီးတော့ဒီယူကတမန်မဟုတ်ဘူးလို့တော့ငါထင်မိတယ်ခမရတော့ဗျာကျုပ်လည်းကိုပေါ်လူကိုဒေါသဖြစ်မိတယ်စကားဆက်ဆိုရင်အခြေအတည်ဖြစ်ရမှာဆိုလို့ဘာမှဆက်မပြောမိဘူးအယူကကျုပ်တို့စီကိုတစ်ချက်လှမ်းကြည့်တယ်တုတ်ခေါင်းကိုသူလက်ညှိုးကွေးပြီးတကြတောင်းနဲ့ခောက်တယ်ပြီးတော့ဗျာ ကုန်းကုန်းကွားကွားနဲ့မြေပြင်စီကိုဟိုနဲ့ဒီနဲ့လိုက်ပြီးနှမ်းရှုံနေတာကျုပ်လည်းအယူကိုကြည့်ပြီးတော့အာယုံကနောက်လာရပြီဒါကြောင့်ကျုပ်အားလုံးရဲ့အရှိကိုထွက်ပြီးတော့အယူစီကိုသွားလိုက်တယ်ဟေးယူကျုပ်ဒေါသတန်နဲ့ခေါ်လိုက်တယ်ဆိုပေမဲ့အယူကလှဲ့မကြည့်ဘူးကျုပ်ဒေါသထွက်သွားခဲ့တယ်ဒီအဝါကြီးတစ်ခုလုံးမှာဗာကြီးမောင်တွေးနဲ့ဆွေမျိုးတော်ဆက်သူဆိုလို့ကျုပ်ပဲရှိတာမဟုတ်လားဟေးအောင်မင်းကိုခေါ်နေတာမကြောက်လားကျုပ်ပြောလဲပြောအယူရဲ့ပခုံးကိုလည်းလှမ်းဆက်လိုက်တယ် အလား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 အယူရဲ့အသားကိုထိမိရနဲ့ကြောက်လက်ကြီးတစ်ခုလုံးကျင်ကင်းနေဖြစ်ပြီးတော့ချက်ချင်းပြန်ရုပ်လိုက်ရတယ်အယူကတော့ကြုတ်ကိုအခုထိလှဲ့ဦးမကြည့်တာသူ့ဘာသာအိဝိုင်းနဲ့ဟိုပတ်လိုက်ဒီပတ်လိုက်နဲ့လုံနေတာကြုတ်တယ်ကျင်သွားတဲ့လက်ကိုတစ်ချက်နှစ်ချက်ဖိလိုက်နှိမ့်နေလိုက်ဆိုတော့တက်တာသွားတယ်လက်ကနာကတော့ကြုတ်ဒေါသပို့ထလာခဲ့တယ်ငကူကမှတားတဲ့အလုပ်ကိုလုပ်တဲ့ကြုတ်အခုမထိမဲ့မြင်လုံနေတဲ့အယူကိုကြည့်ပြီးတော့ဒေါသမထိနိုင်တော့ဘူး နင်းရထုတ်တာတခြားကိုဆွဲပြီးတော့အယူကိုပြုတ်လို့ရိုက်မယ်လို့ကြိုးစားမိပါရောအကောင်လုံးကကျုပ်ကိုဝိုင်းဆဲကြတယ်ကျုပ်ကလည်းရုန်းကန်ပြီးတော့အယူကိုရန်သူလို့သဘောထားပြီးရိုက်နှက်ဖို့သာစိတ်ကရှိနေတယ်ဒီလိုရုံရင်ဆက်ကဖြစ်နေတဲ့အခြေအကျမှအယူကကျုပ်ဘက်ကိုလှည့်ကြည့်လာတယ်ပြီးတော့အားလုံးနဲ့ကကျုပ်ကိုစူးစူးဆက်ဆိုက်ကြည့်ပြီးတရခန့်ထဲမှာဒီငမိုက်သားလဲပါတယ်ရောရရှိနေအခုဒီကောက်ကိုတော့ကိုဝင်ခဲ့လိုက်စမ်းငါသူတော့အမိတ် အယူကအာနာထန်တဲ့စကားကိုပြောလိုက်တာကိုကြောက်ကြမိလိုက်ရတယ်ဗျဒီစကားအဆုံးမှာပဲကြောက်ရဲ့အသည့်အာယုန်ကဘာဖြစ်သွားမှမသိဘူးမက်ဂနက်ဖြစ်ပြီးတော့ဘာဆိုဘာမှကိုမသိတော့ပဲဖြစ်သွားတယ်ကြောက်ပြဲ့ပြီးတတိယလာတော့ကြောက်ပေးနာမှာလူသူတွေဝိုင်းနေကြတယ်ကြောက်ကိုဝိုင်းနေရတော့မဟုတ်ဘူးသူတို့ဘာသာတစ်ခုခုကိုအခြေတည်ဝိုင်းဝဲဆွေးနွေးနေကြသလိုကြောက်ရဲ့နှဘေးမှာထိုင်နေကြတာအဲ့ဒီထိုင်နေတဲ့အဲဘာကြီးမောင်တို့မိသားစုလည်းပါတယ်မက်ခဲလာတော့ အားလုံးရဲ့ကြားထဲမှာတရှုံရှုံနဲ့ငိုနေလေရဲ့ကျုပ်လည်းဘာတွေဘလို့ဖြစ်ကုန်နေဆိုတာမသိတော့လူးလဲထပြီးတော့မှထားလိုက်တယ်။ဟောဗျာကျုပ်ဘာကြီးတို့အိမ်ကြီးကအောက်ထက်စီမှာရောက်နေတာဗျ။ငမိုးသတိရလာပြီ။ငမိုးသတိရလာပြီဟိတ်ရေတွေဘာတွေတိုက်ကြအောင်။ကျုပ်နားတယောက်ကထောက်အောင်ပြောတော့ဟိုဘက်ကထိုင်နေကြတဲ့လူတွေကကျုပ်ကိုလှည့်ကြည့်လာတယ်။ဘာတွေဖြစ်ကုန်တာလဲဗျ။ကျုပ်ရေတောက်ဖို့ကိုစိတ်ဝင်စားမိဦး။ ုပ်သိချင်တာကိုပဲအလောတကြီးမင်းမိတယ်။ဗာကြီးမောင်တို့ရကျုပ်ကိုကြည့်ပြီးတော့မျက်ရည်ရစ်တိုင်းနေရင်ကငါတို့တိမ်မားခဲ့တဲ့ငမို့ရာ။ဘာဖြစ်လို့တော့ဗာကြီး။ဘလို့ကြောက်နော်။ပြီးတော့ဗာကြီးတို့ရောဘယ်ရဘလို့ပြောင်းလာကြရတာတော့။ငါတို့ပြောင်းလာခဲ့ကြရတာမင်းရိုက်မယ်လို့တဲ့သူတော်ဆိုတဲ့အယူကြောက်မယ်အကွ။ तू ကငါတို့ကိုကဲလိုက်တာ။ဗျာ။ကျောအယူနဲ့အခြေတင်ဖြစ်ခဲ့ရတွေကိုပြန်မြင်ရောက်လာမိတယ်။သူတို့သာမကဲ့ ငါတို့တက်မီတာစုလို့ရေတိတ်နေတော့မှငမိုးရ။ကျုပ်ဘလို့မှဆက်ဆက်ပြီးစဉ်းစားလို့မရဘူးဗျာ။ကျုပ်ကိုအသေးချာပြောပြပေးနိုင်ရင်ပြောပြပေးကြပါအောင်။အေးပြောပြမယ်ငမိုး။ဘာကြီးကတို့ကြုံခဲ့တာတွေကိုကျုပ်ကိုဒီလိုပြက်ပြောပြလာတယ်။ညာတော့ကနွားကိုအသားဖြတ်တဲ့အခါမှာအေးပြက်ခရတာကြောင့်မနက်ပိုင်းမှာအသားတွေကို ဖြတ်ဝင်ပေးပြီးနေ့လယ်ပိုင်းမှာဘာကြီးတို့လင်မယားကအိတ်ဆက်ကြတယ်။အဖိုးကြီးအဖွားကြီးတွေလည်းအိတ်ဆက်ကြတယ်။ ကလေးတွေကတော့အိမ်ပေါ်မှာပဲဆော့ကစားနေတယ်။ဘာကြီးတို့အိတ်ဆက်ပြီးတိတ်မချလိုက်ဘူး။ရုတ်တရက်အိမ်ကြီးရဲ့အပေါ်ဘက်မှာရှိနေတဲ့ကလေးတွေကထငိုတယ်။ကလေးတွေအကောင်လုံးငိုတာဆိုတော့ဘာကြီးတို့လည်းအဲ့ရကနဲ့လန်နိုးပြီးတော့ထကြည့်မိတယ်။အိမ်ရှိဘက်မှာငိုနေတဲ့ကလေးတွေကိုလည်းမတွေ့ရသလိုကလေးတွေအားလုံးကလည်းအိမ်နေကြတာအတုံးယုံပဲ။ဘာဖြစ်တာလဲလို့ဘာကြီးတို့လည်းများတွေးပြီးရစ်နေမိတော့သူတို့ကြောက်ခိုင်းထားတဲ့ဖះเจ้าတော်ဘက်ကချောင်းဟတံကို ကြားလိုက်ရပါရော။သူတို့ကြည့်မိလိုက်ကြတော့ ဖះအเจ้าဆောင်ရဲ့အောင်းနှောင်းမှာတောင်ဝင်းကင်ထားတဲ့အဝိဖြစ်ဝိတဲ့လူကြီးတယောက်ကအလွန်ဒေါသထွက်နေတဲ့မျက်နှာနဲ့ထိုင်နေတယ်။ဟဲ့လူကြီးခမရဘသူလဲ။ငါလက်ခုပ်တော်ရွာရွာတော့ရှိပဲ။ခမရလက်ခုပ်တော်ကရွာတော့ရှိဟုတ်လား။အေးဟုတ်တယ်။ခမရခမရရမှာမနေပဲဒီကိုဘာလာလောက်တာလဲ။ဘာကြီးကမေးလိုက်တော့ရွာတော်ရှင်းဆိုတဲ့လူကြီးကစူးစူးရဲရဲစမတက်ဝါမတက်ကြည့်လာတယ်။ မင်းတို့ကငါ့နွားကိုတက်ရောက်မင်းငါ့ကိုမအေးကြောက်ရည်လာပြောနေတယ်ပေါ့ငါကမင်းတို့ဆရာဝင်ချတောင်းပန်ပြီးတော့တန်အောင်တဲကြီးအစားပြက်မေးဖို့လိုလားလို့ရောက်လာတာကွာကျုပ်တို့တော့တဲ့ငွေနဲ့ချက်ဖိုးကပေးခဲ့တာပဲလေနှစ်ချက်တည်းလားငွေနဲ့ချက်ကနွားတကောင်ရဲ့တန်ချင်းလားလူကြီးမေးတာကိုဘာကြီးတို့လင်မယားဘောင်းမှပြက်မဖြေတတ်ဘူးကောင်းပြီလေနင်တို့ကလောဘတက်လို့တိမ်မဲ့လူတွေ တကြည့်ပြီးတာတက်အလုပ်လုပ်နေုံမှအားမရအောင်သူ့တဘာပစ္စည်းကိုပါခွဲယူလေတော့ထက်တဲ့နဲ့အပြစ်ပေးရတော့မှာပေါ့လူကြီးကပြောဆိုပြီးတော့ထ aya ကထပြီးသူ့ရဲ့တာဝဲကိုကြက်မြင့်စီဒုံငနဲ့စောင်းချလိုက်တယ်ဒီခိုက်မှာပဲလင်းချင်းနေတဲ့အိမ်အပြစ်ဘက်ကပဝင်းကျင်ကြီးတစ်ခုလုံးရုတ်တရက်ကြီးအမောင်တိကျသွားခဲ့တယ်ရွာတော်ရှင်းဆိုတဲ့လူကြီးကရုတ်တရက်ကြီးပြောက်ခွဲသွားခဲ့တယ်ငါတို့မိသားစုအမောင်ပိုင်ပိုင်ကြီးထဲမှာနေမမသိညာမမသိ ထမင်းစားရေတောက်တောင်ထားလို့လို့မရပဲနေခဲ့ရတာသူ့အမောင်တို့ကြီးကဘလို့အမောင်တို့ကြီးလည်းမသိဘူးပိမ့်ပိမ့်အောင်မှောင်နေတာမီးလည်းထုံးလို့မရဘူးမီးထုံးတာနဲ့တိုင်ငိမ့်တာပဲဘာကြီးပြောပြတာကိုကြုတ်ပါစားအဟောင်းသားနဲ့ပဲနားထောင်နေမိတယ်ကလေးတွေနဲ့ခင်လာရဲ့မိဘတွေကတော့စားဖြစ်ကြရအိတ်နေတာလုံးဝမနိုးဘူးငါတို့လင်မယားနှစ်ယောက်ပဲအမောင်ထဲမှာငုတ်တုတ်ထိုင်ရေးစားတာတွေဖိုက်စားတာတွေစားတဲ့ဒုက္ခပေါင်းစုံကိုခံစားနေရတာကွာ ခင်လာဆိုငိုလိုက်တာကိုပြောမနေပါနဲ့ငါလည်းဘာလို့လို့လောရမယ်မသိလက်ခုပ်တော့ရွာရွာတော့ရှင်ညို့အကျေးအော်ဟစ်ပြောပြီးတော့တောင်းမမိမဲ့အเจ้าကထူးမလာအောင်ဘာကြီးပြောပြတာရိယပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတော့ကျုပ်သတိမင်းနေတဲ့အခြေအားနားထောင်ခဲ့ပြီးသားလူတွေတောင်မှဗဇက်အဟောင်းသားနဲ့ပြန်ပြီးနားထောင်နေကြတယ်ငါတို့အဲ့ဒီလိုဒုက္ခခံနေကြရင်ငါရဲ့စိတ်ကခက်မှန်းသုံးလျက်လောက်အကြမှာအိမ်တကာဖွင့်တဲ့ကြားရပြီးတော့မိတော့ကင်ထားတဲ့အယူတယောက်ကငါတို့စီကိုရောက်လာတယ် ငါတို့ကိုပြစ်ကိုတိကြပြီလားလို့မင်းငါတို့ကတိကြပါပြီပြောတော့သူတော်ကသူကယ်တင်ပေးမယ်အကြောင်းနဲ့ရွာတော်ရှင်ကိုလည်းကျင့်နဲ့အားတောင်းပန်မှုရယ်သူတောင်းဆိုတာလုံးဆောင်ပေးဖို့ရယ်ပြောပြီးတော့မှပြန်ထွက်သွားခဲ့တယ်အယူကသူတော်ဆိုတဲ့အယူလားအမှန်ပဲပေါ့ဆက်ပြောပါအောင်ဗာကြီးအားသူတော်လာသွားပြီးအချိန်တော်တော်ကြာပြီးတော့ရွာတော်ရှင်ကြီးကငါတို့စီကိုရောက်လာတယ်ငါတို့လည်းငိုယုတ်ပြီးတောင်းပန်တာပေါ့ကွာအင်း ဒါပေမဲ့ तू อ่ะဘလို့မှမကျင်နဲ့နိုင်ဘူးကြီးပဲပြောနေတာကွာအဲ့ဒီအချိန်မှာပဲအိမ်အပြင်ဘက်ကနေတယောက်ယောက်ကရွာတော်ရှင်ကိုအမိတ်နဲ့ခေါ်တဲ့အတန်ထွက်ပေါ်လာတယ်ရွာတော်ရှင်ကြီးလည်းချက်ချင်းပဲပျောက်သွားတယ်ကွာအယူနဲ့ကြုံမျက်နှာချင်းဆိုင်မိချင်းအယူကရွာတော်ရှင်ကိုအမိတ်ပြန်လိုက်တာကြုံပြက်မိမြင်လာမိတယ်ငါတို့လည်းဘာတွေဖြစ်လာမလဲဆိုပြီးမျှော်လင့်ရင်စောင့်နေမိခဲ့ကြတယ်အချိန်လေးတော့ကြာသွားတယ်ကွာတ냐တာလာကိုကြာမလားပဲ။ နောက်ဆုံးငါတို့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေမိတော့မှာမျိုးလုံးနဲ့အိမ်ပြေဘက်ကတဖြည်းဖြည်းလင်းလာတဲ့အလင်းရောင်တွေကိုမြင်လိုက်ရတယ်။လင်းမြောင်မြောင်ဝမ်းသာပြီးထတာခုံမိကြတယ်။ပြီးတော့အစာကလေးကနေအဲ့ဒီအချိန်ထိအိမ်မောကြနေတဲ့မိသားစုတွေကိုနှုတ်ပြီးဝမ်းသာအားရအိမ်မောကနေတကားဖွင့်ပြီးဆင်းပြေးလာမိကြတာပဲ။ဘာကြီးကအဖြစ်ပြက်ကိုညီကုန်းချုပ်ဖြစ်ပြောလာတယ်။ကိစ္စကပူပူနွေးနွေးဖြစ်ထားချိန်ဆိုတော့ကျုပ်လည်းဒီလောက်ပဲမေးခဲ့မိတယ်။နောက်နေ့လောက်ကြားတဲ့အခါမှာတော့ဘာကြီးနဲ့မခင်လာတို့က လက်ခုပ်ရွာကိုသွားပြီးတော့နွားချောနွားတက်တကောင်ကိုလည်းအစားပြက်ပြီးရွာကိုလည်းတောင်းပန်ကြတယ်။ပြီးတော့ရွာတော်ရှိနန်းစီမှာပြုတ်ဝဲတစ်ခုလှုပ်ပေးရတယ်။နကနာဆန်ဆန်မှာမနဲ့နဲ့ကနာနဲ့အသေးချောင်းတော့ရက်တီးတီးလှုပ်ပေးရတာဗျ။အဲ့ဒီကိစ္စပြီးတော့ဗာကြီးတို့လင်မြားကတားတက်လုပ်ငန်းအတွက်ကိုလိုင်စင်ပြတ်အပ်လိုက်တယ်။အရေးစီးပွားရေးအတွက်ကိုတော့ကုန်စည်အနည်းတက်ဆိုင်တဲလိုက်တယ်။လဲလောက်ကိုပြန်လှုပ်တယ်။ပိုတာတို့ကတော့ငွေကြေးတချို့ပေးပြီးပြန်လှုပ်လိုက်တာပေါ့။ ကျုပ်ကတော့သူသားအရင်ချာဆိုတော့အိမ်မှာပဲဆက်နေပြီလေအလုံးနဲ့ဆိုင်အလုံးမှာဝိုင်းလို့ဝိုင်းစားဆက်နေဖြစ်တယ်ဒီလိုနေရင်ကနက်ဖွက်တဲ့ဖြစ်စင်တဲ့ပတ်သက်ပြီးကျုပ်တိချင်တဲ့အเจ้าတွေကိုဘာကြီးကိုလဲမေးသလိုဘာကြီးမသိနိုင်တာတွေကိုလဲသိနိုင်တဲ့သူစီကိုမင်းမြတ်ဖြစ်တယ်ဘာကြီးကိုမင်းမြတ်ဖြစ်တာအယူသူတော်ကနွားအစာပြက်မေးစေခဲ့တဲ့အเจ้าတွေပျော်ဝဲသုံးရက်ပေးစေတဲ့အเจ้าတွေကိုမင်းဖြစ်တယ်ဘာကြီးကတော့ဒီကိစ္စတွေကိုကသူတို့လင်မယားနှစ်ယောက်ရဲ့အိမ်မက်ထဲမှာ အယူသူတော်ကလာပြောသွားတာတဲ့။နေရစလုံးကလည်းအိမ်မက်တစ်ခုတည်းကိုအပြိုင်မက်ကြတာလို့ပြောပြတယ်။တတက်လောက်ကိုလည်းဆွန့်လို့ပြီးတော့ကောင်းရောင်ကောင်းဝယ်ကိုသာလောက်ကင်မှုကိုလည်းမေတ္တာရက်ခံပြီးပြောသွားတယ်လို့ပြန်ပြောပြတယ်။နောက်ထပ်ကြောက်သိချင်တာကတော့ကြောက်အသိစိတ်ပျောက်သွားတဲ့အချိန်ပေါ့ဗျာ။ဒီအကြောင်းတွေကိုကြတော့အယူသူတော်ကိုကြောက်တော့စီကိုစတင်ခေါ်လာပြီးတော့အဖြစ်ပြက်အဆအဆုံးကိုသိရှိနေတဲ့ကိုပေါ်လူကိုမင်းဖြစ်တယ်။ကိုပေါ်လူကပြောပြတာက ကျုပ်အသေးစိတ်ပျောက်သွားတဲ့အချိန်မှာလက်ခုပ်တော်ကရွာတော်ရှင်ရဲ့ကျုပ်ကိုဝင်ပူးကတ်လာတယ်တဲ့အဲဒီနောက်တော့အယူသူတော်နဲ့ကျုပ်ကိုတွေကရွာတော်ရှင်ကသူတို့နားမလည်နိုင်တဲ့မကတ္တစကားလို့ဆိုရမလားမသိစကားကိုအခြေတည်ပြောကြတယ်လို့ပြောတယ်သူတို့ကတော့ကျုပ်နဲ့အယူသူတော်နဲ့ကိုကြည့်ပဲကြည့်နေပြီးတော့ဘာကိုမှနားမလည်နိုင်ခဲ့ပါဘူးတဲ့ဒါဖြစ်တော့လေကျုပ်တိချင်မိတာတခုပဲကျန်တော့တယ်အဲ့ဒါတော့ရွာတော်ရှင်နှက်ကစိတ်ဆိုးပြီးဖွက်ထားတဲ့အိမ်ကြီးကဘယ်လိုပဲပုံများပြတ်မောလာတယ်လေပေါ့ ဒါတော့ဘသူအားမှရေးရရပြတ်မဖြစ်နိုင်ကြအောင်။ဘာကြောင့်လဲဆိုတော့အဲ့ဒီညမှာဆောင်းတိုင်းနေကြတဲ့လူတွေအားလုံးကတညာလုံးမအိပ်ပဲမနဲ့အာရုံကျင်းနေကနေမှထူးထူးဆက်ဆက်နဲ့အကုန်လုံးအိပ်ပျော်သွားခဲ့ကြတယ်။သူတို့အိပ်ပျော်သွားတာနိုင်အပိုင်းညာတစ်ခုပဲကြပြီ။ပြန်နှုံးလာကြတော့အိမ်ကြီးကပြန်မော်လာခဲ့ပြီ။ဘာကြီးတို့မိသားစုတွေလည်းအိမ်မောကနေဆင်းပြေးလာတာကိုမြင်လိုက်ရတယ်တဲ့။ကဲအဖြစ်ပြက်ကတော့ဒါပါပဲ။ ီအဖြစ်ပြက်ကခမည်းတော်အတွက်တော့ထူးဆန်းလာကြုံသေးချမသိပေမဲ့တကယ်ကြုံခဲ့ရတဲ့ကြုံကတော့တတ်တတ်သာမေးလို့ရမှာမဟုတ်တော့ဘူး။အော်တခုပြောဖို့မေးလို့မလို့အဲ့ဒါနွားကိုအသားဖြတ်တဲ့ကြုံတို့နဲ့အတူနွားခိုးပေးတဲ့လူကလည်းနောက်ရက်ထဲမှာဘသူအောက်မဲမသိတဲ့နေရေးအုတ်ချက်ပြင်းပြို့တယောက်တစ်ချက်အုတ်ခံလာရတယ်လေဗျာ။ကျုပ်ဆိုတန်လျာစီထာနေရင်ဆိုတော့အရှိရစပွဲနဲ့ရိုက်မိပြီးနှက်ခမ်းဟတ်တက်ကွဲသွားတယ်ဗျ။ဒီလိုဖြစ်ပေမဲ့ကျုပ်ကတော့ကျေးဇူးတင်မိပါတယ်။ ဘာကြောင့်ဆိုတော့ကျုပ်တို့လောက်ခဲ့တဲ့အပြစ်အတွက်ရွာတော်ရှင်ကဒီလောက်ပဲအပြစ်ပေးတော့ကိုပဲဝမ်းသာကြရမှလေမဟုတ်လို့ဒီထက်အပြစ်ပေးမယ်ဆိုရင်လည်းခံရမှာပဲမတိကြလို့စိတ်ကားလို့လုံမိကြတယ်ဆိုပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကိုကလောက်ခဲ့တယ်ဆိုတော့မှန်နေတာပဲမဟုတ်လားကျုပ်ဒုံဆွဲဆဲဆိုပြီးစော်ကားမော်ကားပြုမှုတဲ့အယူသူတော်တော့လူချင်းတွေဥချကြော့ပြီးတောင်းမဲ့ခြင်းပေမဲ့သူတို့ကအဲ့ဒီကလေးကပျောက်ချင်းမလားပျောက်သွားခဲ့တာယနေ့အထီအောင်ပါပဲဒီတော့လေဗျာ ညဘက်ဖះရှိခိုးပြီးတိုင်းမှာကျုံနေနဲ့သူ့တော့တခုတ်တရကိုရှိခိုးကြတော့ပြီးတော့တောင်းပန်နေတာအခုချိန်ထိပဲပေါ့ဗျာပရိသတ်များရှင့်အယူသူတော်နဲ့နတ်ဖွတ်တဲ့အိမ်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုဂျေစုထူပဲတည်ရှိသလားစာရေးဆရာနောင်ယူစေးကိုလည်းဂျေစုထူပဲတည်ရှိပါရဲ့ရှင့်ဒီဇလန်လေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်